Grade 12 Physics Chapter 12 Session 3ရဲ့အဆက်ကို ပြောပါမယ်။ Information source သတင်းအချက်လက်ပင်ရင်းသတင်းအချက်လက်စထွက်မဲ့နေရာ It is a device အဲ့ဒါပစ္စည်းကိရိယာတစ်ခုဖြစ်တယ်။ That generates information သတင်းအချက်လက်ဒီ communication system တဲကိုစဝင်သွားမဲ့ သတင်းအချက်အလက်ကိုအစပြုပေးမဲ့ PC အဲ့ဒီသတင်းအချက်အလက်ဆိုတာ message စာရီဖြစ်ခြင်းဖြစ်မယ် data data အချက်အလက်တွေ data ဆိုတဲ့အထဲမှာစာရီပါမယ်ရုပ်ပုံတွေပါမယ် email တွေပါမယ်ဒါတွေပါမယ် to be transmitted ကိုလွှတ်ထုတ်ခြင်းတဲ့ကောင်ကိုအဲ့ဒီကနေစ it may be a simple microphone information source လို့ပြောတဲ့ကောင်က မိုက်ခရိုဖုန်းဖြစ်ခြင်းဖြစ်မယ်သူကအသံကိုစပေးမယ် and a computer keyboard computer keyboard ဖြစ်ခြင်းဖြစ် telephone keyboard လည်းအတူတူပဲစရိုက်တယ် the messages generated by the source သတင်းချက်လက်ပင်ရင်းကနေထုတ်လွှတ်လိုက်တဲ့အချက်အလက်တွေက maybe files အသံတွေဖြစ်နိုင်တယ် audio အသံအမျိုးမျိုးဖြစ်နိုင်တယ် ခုန vibe ဆိုတာကစကားသံ audio ကတော့တခြားအတန်တွေရောရှိသမျှအတန်တွေအားလုံးက audio music အချင်းတွေဖြစ် video တွေဖြစ် data လို့ခေါ်ကြတဲ့စာတွေ image ရုပ်ပုံတွေ email ပို့တာတွေအပူချိန်ကိုမှတ်သားတာတွေဖိအားကိုမှတ်သားတာတွေဒါတွေအားလုံးက message တင်ချက်လက်အနေနဲ့ထည့်ပေးနိုင် transmitter it is the arrangement transmitter သတင်းချက်လက်ကိုပို့မဲ့ကောင်း it is the arrangement သူက electronic circuit အစီအစဉ်တစ်ခုပဲ that processes the message signal ပို့မဲ့သတင်းအချက်အလက်ကိုအစီအစဉ်ကြအောင်လုပ်မယ် into an appropriate form for the transmission ပို့လို့ပို့အဆင်ပြေမဲ့ ုံစံတစ်ခုဖြစ်အောင်ပြောင်းပေးမယ် and subsequent reception ဟိုဘက်ကလက်ခံမဲ့ကောင်တွက်လဲအဆင်ပြေအောင်လုပ်ပေးမယ်ဆိုလိုချင်တာကပို့ရမှာကလေလိုင်းတွေကပို့ရမယ်ဆိုရင်ဒီ transmitter က electromagnetic wave ဖြစ်အောင်လုပ်ပေးရဟိုဘက်ကလက်ခံမှာကကြိုးကနေတဆင့်ပဲသွားမယ်ဆိုရင်ရိုးရိုး electrical signal ဖြစ်အောင်ပြောင်းပေးမယ် ဲ့လိုမှမဟုတ်ဘူး fiber optic cable နဲ့သွားမယ်ဆိုရင် fiber optic cable မှာသွားလို့ရတဲ့ signal ဖြစ်အောင်ပြောင်းပေးလိုက်တယ်အဲ့ဒါက transmitter ခုန information source ဒီကောင်က microphone လို့ကောင်မျိုးသူကအတန်ကိုဆက်လက်ခံလိုက်တယ် transmitter ကအဲ့ဒီရလာတဲ့ကောင်ကိုသူကလွှတ်ထုတ်ပေးမယ် channel ဆိုတာ medium ပေါ့သတင်းချက်လက်တွေတဏျာကတဏျာကိုသွားမဲ့ဂျားခံကြီးကိုပြောတာ it is the medium အဲ့ဒါဂျာခန်နဲ့ဖြစ်တယ် that connects သူဆက်သွယ်ပြီးတယ် transmitter and receiver ဒီဘက်ကပို့လို့မဲ့ကောင်နဲ့ဟိုဘက်ကလက်ခံမဲ့ကောင်ဂျာထဲမှာဆက်သွယ်ပြီးတဲ့နေဖြစ်တယ် to convey the information အဒီသတင်းချက်လက်ကိုသူကပို့ဆောင်ပေးမယ် depending upon the type of communication system ဆက်သွယ်ရေးစနစ်ပုံစံပေါ်မှာမူတည်ပြီးတော့ အချန်နဲ့ maybe copper wires အဲ့ဒီသတင်းချက်လက်သွားမဲ့ channel တို့မဟုတ်ဂျာခန်သည် copper wire သတ္တု wire ချိုးလဲဖြစ်နိုင်လေ coaxial cable coaxial cable ဆိုတာကအိမ်လေးမှာ TV အန်တနာချိုးတွေ့ရင်တွေ့ဘူးမှာပါဒီအလယ်မှာတစ်ချောင်းရှိတယ်ပြီးရင်ဘေးဘက်မှာဒုတိယချိုးကဘေးဘက်မှာအရင်နေနေရှိတယ် optical fiber ဒါကတော့ wifi ဆက်တဲ့လူတွေတွေ့မှာပါ အလင်းဖန်မြင်ကြိုးတွေ radio link radio နဲ့တနေရာနဲ့တနေရာ radio link နဲ့ပို့တယ်ဥမာရှင်ထင်းရဲတွေတနေရာနဲ့တနေရာပို့သလိုမျိုး satellite channel satellite ကတဆင့်ကျွန်တော်တို့ tv ဖန်တယ်ဒီလိုမျိုး or combination of any of these တမျိုးတည်းမဟုတ်ပဲနဲ့နှစ်မျိုးသုံးမျိုးရောပြီးတော့သုံးတာမျိုးလဲရှိနိုင် noise noise ဆိုတာက အနှောက်အယှက် signal တွေကိုပြောတာ noises and unwanted signal ကိုမလိုချင်တဲ့ signal တွေ that disturbs သူကအနှောက်ယှက်ပေးတယ် or interferes interferes ဝင်ရှုပ်တာထပ်သွားတာပေါ့နော် interfere ဆိုတာကိုယ့်ရဲ့ပုံမှန်လိုင်းမှာတခြားလိုင်းတွေကလာဝင်ထပ်သွားတာ and affects the transmitted signal ပို့လွှတ်လိုက်တဲ့ signal ကိုသူကသက်ရောက်မှုတွေရှိတယ် အနောက်ရှက်တန်လေးမလို့ခြင်းတဲ့အတန်လေးအဲ့ဒါလိုကြီးကြားရ noise cannot be prevented အဲ့ဒီအနောက်ရှက်တွေမဖြစ်အောင်လို့ကြိုတင်ကာကွယ်ထားလို့မရ but can be minimized နည်းအောင်တော့လုပ်လို့ရ the measure of noise is usually expressed အဲ့ဒီအနောက်ရှက်လိုင်းပမာဏကိုဘာနဲ့ဖော်ပြလို့ရှိသလဲဆိုတော့ in terms of SNR SNR ဆိုတာ signal to noise ratio signal to noise ratio ရလာတဲ့ signal ရဲ့ noise ရဲ့အချို့ the external noise is often minimized ပြင်ပကဝင်ရောက်လာနိုင်တဲ့အနောက်ရှက်တွေကိုတော့နည်းအောင်လုပ်တယ် and eliminated ပျောက်သွားအောင်လုပ်တယ် by the appropriate designs of the channel channel design ကိုတင့်တော်သလိုလုပ်ထားတယ် ပြင်ပကမဝင်လာနိုင်အောင်လို့ shielding of cables တရင်ချက်လက်ပယ်ဆောင်တဲ့ cable ကိုအပြင်ကအနောက်ရှက်တွေမဝင်အောင်လို့အပြင်ကအနောက်ရှက်ဆိုတာဘာလဲဆိုတော့တခြား electromagnetic wave တွေပဲအဲ့ဒီ electromagnetic wave တွေမဝင်လာနိုင်အောင်အထက်ထပ်သူကကာရင်ထားလိုက် digital signals are more immune to noise than analog signals digital signal တွေကတော့ analog signal တွေထက်ကို noise ဝင်ရောက်မှုနေ receiver သတင်းချက်လက်ကိုလက်ခံမဲ့ကောင် the receiver is to reconstruct the transmitted signal ဟိုဘက်ကပို့ပေးလိုက်တဲ့ signal ကဥပမာကျွန်တော်တို့ပြောလိုက်တဲ့ဖုန်းနဲ့ပြောတဲ့စကားတန်းလို့အတန်းအဲ့ဒါကိုမိုက်ခရိုဖုန်းက ဖြစ်စစ် electrical signal ဖြစ်အောင်ပြောင်းနေပြီးတော့မှ transmitter ကနေပြီးတော့ electromagnetic wave ဖြစ်အောင်လွှတ်ထုတ်ပေးလိုက်တယ်ကိုဘက်ကလူကအဲ့ဒီ electromagnetic wave ကိုနားထောင်လို့မရ receiver က electromagnetic wave ကိုပြန်ယူပြီး electrical signal ဖြစ်အောင်ပြန်ပြောင်းပြီးတော့မှလူကြားနိုင်တဲ့လူသံဖြစ်အောင်ပြန်လုပ်ရတယ်အဲ့ဒါကို reconstruct လုပ်တယ်လို့ခေါ်တယ် and delivers is to the destination call user call user ဆိုတာနောက်ဆုံး signal ကိုအသုံးပြုမဲ့သူ communication system မှာနောက်ဆုံးအသုံးပြုမဲ့သူဥမာကိုကဒီကဖုန်းနဲ့ပြောလိုက်တယ်ဆိုရင်ဟိုဘက်ကနားထောင်မဲ့သူသည် call user ဖြစ်တယ် of information ဒီတဲ့ရင်အချက်လက်ကိုနောက်ဆုံးနားထောင်မဲ့သူကို call user လို့ခေါ်တယ် it accepts the transmitted message from the channel အဲ့ဒီ receiver ကမလုပ်တယ်လေ channel ကပို့ပေးလိုက်တဲ့ message သတင်းအချက်လက်ကို accept လက်ခံလိုက် and convert to a form understandable by humans လူနာလေတဲ့ signal ဖြစ်အောင်သူကပြောင်းပြီ the receivers contain receiver မှာဘာတွေပါတယ်လဲဆိုတော့ amplifier amplifier signal ကိုချက်ပေးမယ်ကော oscillators လှိုင်းပုံစံတွေပေါ်ပေးမယ်ကောင်း mixers frequency နှမျိုးသုံးမျိုးအဲ့ဒါလိုဟာတွေကိုပေါင်းပေးမယ်ကောင်း jump circuits ကိုလိုချင်တဲ့ frequency ကိုပဲရွေးယူပေးမယ်ကောင်း filter လိုချင်တဲ့အပိုင်းကိုပဲယူမယ်မလိုချင်တဲ့အပိုင်းတွေကိုဖိထုတ်ဥပမာထည့်ပေးလိုက်တဲ့ထဲမှာ audio signal နဲ့ electromagnetic signal ဖြစ်တဲ့ဆိုရင် electromagnetic signal ကိုဖယ်ထုတ်ပြီးတော့ audio signal ကိုပဲယူမယ် and a demodulator demodulator detector demodulator ဆိုတာကခုပဲပို့တဲ့စီကသူက electromagnetic wave ထဲမှာပါကိုထည့်ပေးလိုက်တယ်ဆိုတော့ခုနအတန်ကိုထည့်ပေးလိုက်တယ်ပေါ့အဲ့ဒါကို modulate လုပ်တယ်လို့ခေါ်တယ်ဒီဘက် receiver ကိုပြန်ရောက်တဲ့ခါကျရင်အဲ့ဒီအထည်ကနေပြီးတော့မှအတန်ကိုပြန်ထုတ်ယူအဲ့ဒါကို demodulate လုပ်တယ်လို့ခေါ်ပါတယ် demodulator detector လို့ခေါ်တယ် detector အတန်ကိုဖမ်းမယ်ယူမယ်